။မားမျက်လုံးနဲ့ตายရင်တော့စာပါကြွေးတာဟာ။ဆောလောလည်းကောင်းလား။စာပါလည်းကောင်းလား။ဟယ်လိုအားလုံးမင်္ဂလာပါကုစုလွယ်စွေမှာအခုအိမ်မှာရှိရဲ့ပစ္စည်းလေးတွေနဲ့လွယ်လွယ်ကူကူမလာရှာခေါလေးချက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်နေထည့်နေရတာအခုကပါလေ။တော်ပြီ။ဟိုပါတင်းဆိုင်တဲ့ဟုတ်တယ်။ပုံမှန်တန်နဲ့ပဲပြောကနေကြောင့်နေထည့်နေရလား။ဟုတ်တယ်။အေး။အဲ့တော့မယ်ပဲ။ လောလောကကူမလာရှောင်းကိုချက်မယ်ဆိုပေမဲ့လည်းရိုင်းတော့မလွယ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့စမုံအိမ်မှာရှိတဲ့အိုဝါသေးနေတဲ့အတွက်ကြောင့်မို့လို့စမုံနှစ်ခေါက်သုံးခေါက်ခွဲပြီးကြောရတာဖြစ်ပါတယ်။စကားရတယ်လည်းပြောလိမ့်မယ်။ဝင်ရအောင်လှိမ့် ဂျင်းနဲ့ချက်သွင်ပြူမွေးနေအောင်လှိမ့်ဆိုတဲ့အတိုင်းပဲလှိမ့်ပြီးသွားလို့ရှိရင်တော့အသားကိုထည့်ကျော်မှာဖြစ်ပါတယ်အသားလေးတွေနည်းနည်းနူးလာပဲပုံစံဖြစ်သွားပြီဆိုလို့ရှိရင်မာလာရှန်ကိုအနှစ်ကိုထည့်မှာဖြစ်ပါတယ်မာလာရှန်ကိုအနှစ်ထည့်ပြီးသွားရင်တော့အဲ့ချက်သားကိုတခြားလေးရသာဝင်အောင်လှိမ့်မယ်ပြီးရသာမုံလေးလက်ထထည့်မယ်အဲ့ဒါပြီးသွားလို့ရှိရင်တော့အရောင်လေးလက်တက်လာပြီဆိုရင်တော့ဆုံးလုံးကကနန်းချောင်းနဲ့ကြုံချောင်းနဲ့ဦးထည့်ပြီးတော့မှုပြီးတော့ကြော်ရမှာဖြစ်ပါတယ်ပြီးသွားရင်တော့အဲ့ဒါကိုဆုံးလုံးဖယ်ထားလိုက်မယ်ပြီးရင်အဲ့ဒီကျန်တဲ့စီထဲမှာပဲမှုလို့ဘာလို့ ို့ပေါ့နော်အဲ့ဒါတွေကိုထည့်ပြီးတော့ကြောမှာဖြစ်ပါတယ်အခုပါမပစ္စည်းတွေကိုခွဲကြော်လို့လို့ပဲမာလာရှောင်းကောအနှစ်ကိုလည်းခွဲထည့်မယ်အရသာမုတ်တွေကိုလည်းဟိုပေါ့နော်ဒီကပစ္စည်းတစ်ခုထည့်တိုင်းနည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 ်းထည့်သွားမှာဖြစ်ပါတယ်အဲ့ဒါမှအကြသာလေးပို့ဝင်အောင်လို့ပါ ပြီးကြောက်ပွင့်နေဒီကျွန်းရွှေမှုတွေကိုလည်းနည်းနည်းလေးကြကြလေးထားပြီးတော့မှဒီအိုးကနေချမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်အဲ့မှာကျန်တဲ့အရင်နဲ့ပဲဆိုတော့ဘာဆက်လုံးလဲဆိုတော့အရွက်ဒီခေါက်ဆွဲတွေကိုတခါတည်းထည့်လိုက်မှာဖြစ်ပါတယ်အဲအဲ့အချိန်မှာတော့မာလာရှန်ကနေကနေတော့နင်းနေပြီပေါ့နော်အဲ့တော့အမမလာမုံလေးပါထည့်ပြီးတော့တခါလေးဆိုကြော်လိုက်ပါတယ်အဲ့ဒီမှာအရသာမုံလေးထထည့်ရမှာဖြစ်ပါတယ်ဒါလေးဆိုတော့ပြောရဲမလာမုံပါ ။ယခုရှိတာခောက်ဆွဲကပြုတ်ပြီးသွားလို့ရှိရင်ပေါ့နော်။ရေကနေဖယ်ထားလိုက်ပါနမှုစခောက်ဆွဲပွပွားကြီးဖြစ်သွားပါလိမ့်မယ်။အဲပြီးသွားလို့ရှိရင်တော့နည်းနည်းနှံ့ပြီဆိုရင်ကျွန်တော်ကြော်ထားတဲ့အရာတွေအားလုံးကိုထည့်မှဖြစ်ပါရဲ့။ထည့်ပြီးတော့တမအောင်တခြားလေး မှွေပြီးတော့ကြော်ပြီးရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကကြတော့ဆွမ်းမုံကြော်ပြီးသွားပြီဆိုလို့ရှိရင်ဆိုတော့ဒီအမှုတို့ဘာလို့မှုတွေပေါ့နော်အမှုတို့ပေါ့မှုတို့တက်ပွင့်တွေထည့်ထည့်ပြီးတော့ထပ်မှွေရမှာဖြစ်ပါတယ်။အဲအဲ့ဒါလေးဒီမှွေပြီးသွားပြီဆိုရင်တော့မလာရှန်ကောလေးရရပါပြီ။ regulation ဆိုမှဆွမ်းမုံတော့ကတော့မလွယ်ကူလိုက်ပါဘူးပါလို့ဆိုတော့ဒေဝနဲ့၃ရက်လောက်ခွဲကြော်လိုက်ရလို့ပါ။အဲ့တော့ဒါနဲ့အရသာရှိရှိလေးရပြီဆိုတော့ ပငယ်ချင်းတွေစားရတာလေးကိုကြီးလိုက်ပါမလာရှန်းကိုကြော်စားပြီးသွားလို့ရှိရင်မပြီးသေးပါဘူးနောက်မှညာဘက်ထိုင်တထိုင်ပြီးတော့စားရတဲ့ဆိုင်လေးတစ်ခုရှိရဲအဲ့ဒါလေးကိုလည်းဆက်ပြီးတော့စုံတီးကြီးပေးပါအောင်အဲဆိုမှ YouTube channel လေးကို subscribe လုပ်ခဲ့သေးဘူးဆိုလို့ရှိရင်တော့ subscribe လုပ်ခဲ့ပေးပါအဲ Facebook နဲ့ TikTok ကိုလည်း follow လုပ်ခဲ့ပေးပါအောင် ိကတော့လောရဲ့အတန်ပေါ့လောရဲ့ဟိုပါလေအဲလောဆိုမှာမရမရသေးဘူးလားရုပ်ဒါလေးစာ73ဝင်ရမှာလေဟိုကတော့ပြည့်လို့ချင်းอืมก็น่ะยังไม่ป่อป่ะโอเคอืมอ่ะป่อตามไปตามอืม ဥဒက်နေ့လယ်စာဖြစ်နေမှာလားရှန်ကိုစားပြီးသွားတဲ့အချိန်မှာတော့တုံးဟောက်တာလုဆက်ရှိတာတွေလုပ်ပြီးတော့ညစာကိုဆွေမနှွေရဲ့အပတ်မတ်ဒီမှာတော့တတိုက်ကျော်လောက်လို့ပြောရမယ်အဲ့နေရာနာမှာရှိတဲ့စိုင်လေးမှာဆွေမနှွေတို့စားခဲ့ပါတယ် ဒီနေ့ရတော့မိုးရွာရရဖြစ်နေလို့လားပဲ့ရဖြစ်နေလို့လားတော့မသိဘူးပေါ့နော်လူသိမ့်မရှိဘူးဆွေမနှုတ်အဖွဲပဲရှိတယ်ပုံမှန်ရုံဖွင့်ရဆိုလို့ရှိရင်တော့ဒီမှာဝန်ထမ်းတွေပါထိုင်ပြီးတော့အစားနေတောင်းနေတာတွေ့ရတယ်ပေါ့နော်ဒီဇိုင်းကော်ဖီလေးကြီးလည်းမဆိုးလှပါဘူးတစ်ခွက်ကို40 45ဘတ်50လောက်ဆိုတော့တောက်ပြော်ပါတယ်ဒီထမင်းပွဲဆက်လေးတွေကလည်း69ဘက်ကနေပြီးတော့120 150ဝင်းချင်းလောက်ပဲရှိပါတယ်။ဒါလေးကတော့ဆွေမုံတုံးစားခဲ့တဲ့ထမင်းပွဲဆက်လေးတွေပါ။ ဒီနေ့ကလူလဲတော်တော်ရှင်းနေဆိုတော့ကျွန်တော်တို့အောင်အကြာကြီးတော့ထိုင်ဖြစ်ခဲ့ရပါတော့။ဓမင်းစားရဲကော်ဖီတောက်တဲ့အချိုပွဲတဲတဲ့အေးစီစကားကြီးပြောဖြစ်ခဲ့ကြပါတယ်။ဟွန်းစားပါလေပို့ပါလို့။အမှန် อืมโอ้ปัดดิเวอะเฉินน่ะกันมีนี่ไล่တော့ยังก้าวน่ะซ้าไล่တော့เอวาซ้าไม่ก้าวมานี่มาซาบาลีละมียงโอเคอืมโตวะကောင်းလာလေကောင်းလာ။ဒါမှလည်းကောင်းလာ။ 嗯，把那个吃了，他们忙干，我吃了几把。哎人，卤肉啊，他们这卤肉的，盐山的，盐山的，那你这咋吃呢？没。ถ้าแม่งกงกันนี่มาเจ้าหลานเสียอีกด้วยละละละอืมอืมอืมเยอะอ่ะตัวเยอะ 八爷娘啊，三八嘴啊哈。你好。别拿啥提啊，妈咪，你啥把么啥不啦？哎呦喂！你妈咪龙眼，你龙眼你吗？三八爷爷，爷爷啊，你怎么样？ ဒီမှာနိမိတွေကခေါ်တာဟုတ်ဒီတော့ဆိုင်းလေးပြည့်တော့အေးအေးပါအေးပါပြန်လေဒီလိုလေးစဉ်းစားတာပါပြောလေအေးအေးစပ်တာလေး ဒီနေရာလေးမှာဆွမ်းမွန်ထိုင်ပြီးတော့စားတောက်ပြီးစကားပြောနေတဲ့အချိန်မှာပဲမိုးကရွာလာလို့ဒီအပြင်နေရာကနေပြီးတော့ဒီဘက်အမိုးရှိတဲ့နေရာဘက်ကိုဆွမ်းမွန်တို့တုံယောက်ပြောင်းပြီးတော့ထိုင်နေပေါ့နော်အဲဆက်ပြီးထိုင်ဖြစ်တဲ့အကြောင်းရင်းကလည်းဆွမ်းမွန်တို့အချိုပွဲလေးမှာတာရှိပါတယ်ဝါဖယ်နဲ့အိုင်စခရင်မှာဒီဆိုင်မှာကဒီအချိုပွဲအပြင်မှာတခြားအချိုပွဲတွေရှိသေးရယ်ပေါ့နော်ဒါမဲ့ဆွမ်းမွန်တို့က အဲတုံးယောက်တုံးပွဲမမှန်နိုင်တော့မစားလည်းမစားနိုင်တော့ဘိုက်တီကတော်တော်တင်းနေပြီဒီတပွဲကိုတုံးယောက်စားရမှာမကုန်းဘောเนาะကြံခဲ့တယ်အဲဒါလေးကလည်းမစိုးပါဘူးကောင်းပါတယ်ဒါပေမဲ့တစ်ခုရှိရေရေခဲမုတ်ကတော့တော်တော်အချိုးပေါ့တယ်ဆိုတော့စားရတယ်နည်းနည်းမမိုက်ဘူးဘောเนาะဝါဖယ်သားကတော့တော်တော်ကောင်းပါတယ်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲနောက်ပတ်မန်နေမှာ blue vlog လေးတင်မယ်ဆိုတာသိချင်တယ်ဆိုရင်တော့ကိုစုလို့ရဲ youtube channel လေးကို subscribe လုပ်ထားပြီးပို့ request လုပ်ချင်ပါတယ်ဒီနေ့တော့ဒီလောက်ပဲတတ